ဒီနေ့ကျွန်တော်တို့ဆွေးနွေးသားမယ့်စာအုပ်ကတော့ရှင်းလင်းညွှန်နှံသူ Howard Marks ရဲ့နာမည်ကျော်စာအုပ် The Most Important Thing ပဲဖြစ်ပါတယ်။ဒီစာအုပ်ဟာရှင်းလင်းညွှန်နှံမှုလောကမှာအောင်မြင်မှုအတွက်ဘယ်လိုစိတ်ဓာတ်နဲ့ချင်းကပ်ရမလဲဆိုတဲ့အကြောင်းလေးကိုရှင်းပြထားတယ်။လက်တွေ့ကြားတဲ့အညွှန်ချက်တစ်ခုပဲဖြစ်ပါတယ်။ဈေးကွက်ရင်းစုညံတန်းတွေကြားကနေမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုဘယ်လိုချမှတ်ရမလဲ။ရှင်းလင်းညွှန်နှံမှုမှာအောင်မြင်မှုအတွက်အရေးကြီးဆုံးအရာတွေကဘာတွေလဲဆိုတဲ့သင်ခန်းစာတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ စာရေးသူဟာရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့အရေးကြီးဆုံးအချက်20ကိုဖော်ပြခဲ့ပြီးအရေးကြီးဆုံးအရာဟာတစ်ခုတည်းမဟုတ်ဘဲအများအပြားရှိတယ်ဆိုတဲ့အယူအဆကိုတင်ပြထားပါတယ်။အောင်မြင်မှုအတွက်မရှိမဖြစ်လိုအပ်တဲ့အချက်ကတော့ဒုတိယအဆင့်စဉ်းစားတွေးခေါ်မှုကိုကျင့်သုံးဖို့ပါပဲ။ပထမအဆင့်စဉ်းစားတွေးခေါ်မှုဖြစ်တဲ့လူတိုင်းတွေးနိုင်တဲ့ရိုးရှင်းတဲ့အမြင်တွေထက်ပိုပြီးနံနေတဲ့အတွေးမျိုးကိုတွေးတတ်ဖို့လိုအပ်ပါတယ်။ဈေးကွက်ပြင်းပြရလက်ထက်ပိုကောင်းခြင်းပြင်းပြတဲ့ကွဲပြားတဲ့အတွေးမျိုးရှိဖို့လိုအပ်ပါတယ်။ အောင်မြင်တဲ့ယင်းဤမြုပ်နှံသူနဲ့ကြာရှုံးသူကိုခွဲခြားပေးတဲ့အဓိကအရာကတော့ဈေးကွက်ရဲ့အတက်ကြတွေအပေါ်စိတ်ခံစားမှုအရာဘလို့တုံ့ပြန်တယ်လဲဆိုတာပါပဲ။ဇာယေသူကယင်းဤမြုပ်နှံမှုရဲ့အကြီးမားဆုံးရန်သူဟာကြောင်ရွံ့မှုနဲ့လောဘပဲဖြစ်တယ်လို့ဆိုပါတယ်။ဈေးကွက်တိုင်းဟာအတက်အကျစဝိုင်းတစ်ခုလိုလဲပတ်နေပြီးအရှိန်အဝါအရှိဆုံးသောအရာတွေဟာဘတော်မှမတည်မြဲဘူးဆိုတာကိုသတိပြုရပါမယ်။လူတိုင်းကရောင်းနေချိန်မှာဝယ်ဖို့လူတိုင်းကဝယ်နေချိန်မှာရောင်းဖို့အတွက်စန့်ကျင်ဘက်အမြင်ရှိဖို့လည်းလိုအပ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုမှာအန္တရာယ်ကိုဖယ်ရှားလို့မရပေမဲ့ဆုံးရှုံးနိုင်ခြေရှိတဲ့အန္တရာယ်ကိုထိန်းချုပ်နိုင်ဖို့နဲ့ဈေးကွက်ကောင်းနေချိန်မှာတော့အန္တရာယ်ကိုတည်ထားပြီးထိန်းချုပ်ဖို့လိုအပ်ပါတယ်။စာရေးသူရင်းနှီးမြှုပ်နှံမှုအတွေးခေါ်ရဲ့အဓိကအချက်ကတော့ကုမ္ပဏီတစ်ခုရဲ့စစ်မှန်သောတန်ဖိုး intrinsic value ကိုရှာဖွေခြင်းပဲဖြစ်ပါတယ်။ကျွန်တော်တို့လုပ်တင်တာကကောင်းမှုနဲ့ပိုင်ဆိုင်မှုတွေကိုဝယ်ဖို့မဟုတ်ဘဲဈေးနှုန်းသက်သာလာရရှိနိုင်တဲ့ပိုင်ဆိုင်မှုတွေကိုဝယ်ဖို့ပါလို့စာရေးသူကဆိုထားပါတယ်။ တန်ဖိုးတဲ့ဇင်းနှုံနေနေတဲ့အခွင့်လန်းတွေကိုရှာဖွေနိုင်ခြင်းဟာရေရှည်အောင်မြင်မှုရဲ့တော့ချက်ပဲဖြစ်ပါတယ်။ဒါအပြင်ရင်းနှီးညွမ်းနှံမှုမှာကျွန်တော်တို့ဘာတွေမသိသလဲဆိုတာကိုဝန်ခံဖို့ကလည်းအရေးကြီးဆုံးဖြစ်ပါတယ်။အောင်မြင်တဲ့ရင်းနှီးညွမ်းနှံသူတွေဟာရေတိုဈေးကွက်ရဲ့စုညံတန်တွေကိုကျုမဆိုင်ပဲရေရှည်ပန်းနိုင်ကိုသာအယုံဆိုင်ကြပါတယ်။အကောင်းဆုံးအခွင့်လန်းတွေပေါ်လာတဲ့အထိစည်းကမ်းနဲ့ဆွဲရှိမှုကိုထားရှိဖို့လိုအပ်ပါတယ်။ဈေးကွက်ကအခွင့်လန်းပေးလာတဲ့အထိစောင့်ဆိုင်ခြင်း စိတ်ခံစားမှုရာတုံ့ပြန်မှုမပြုတ်လုံခြင်းနဲ့ကိုယ့်ရဲ့ရှင်နှီးညွန့်တယ်မှုတသနာကိုမပြောင်းလဲခြင်းဟာရေရှည်အောင်မြင်မှုအတွက်အရေးပါပါတယ်။စာရေးသူကရှင်နှီးညွန့်တယ်မှုမှာကံတရားရဲ့အခန်းကဏ္ဍကိုကြည့်လျူမရှုသင်ဘူးလို့ဝန်ခံထားပြီးအောင်မြင်မှုရတဲ့အခါမာနမကြီးဖို့နဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်ချမှတ်မှုကိုသာအယုံဆိုင်ဖို့လိုအပ်ပါတယ်။ the most important thing ဆောက်ကရှင်နှီးညွန့်နှံမှုဟာအနာဂတ်ကိုခံမှန်းနိုင်တဲ့သိပ္ပံပညာတစ်ခုမဟုတ်ဘဲစိတ်ပညာစီကံနဲ့ ဒုတိယအဆင့်စဉ်းစားတွေးခေါ်မှုကိုပေါင်းစပ်ထားတဲ့အမှုပညာတစ်ခုဖြစ်ကြောင်းနားလည်သိခဲ့ပါတယ်။ဈေးကွက်စစ်မှန်တဲ့တန်ဖိုးအပေါ်မှာသာအယုံဆိုင်ခြင်းအဖြစ်ရှိရှိမှအောင်မြင်တဲ့ရလဒ်တွေကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။ရှင်နီမြုံနံသူတိုင်းမိမိတို့ရဲ့မတိမှုတွေကိုလက်ခံပြီးစီကံရှိရှိနဲ့ယူဟာကြကြဆုံးဖြတ်ချက်ချခြင်းအဖြစ်ကံတရားတဲ့ပုံမှန်မြင်မှတဲ့အောင်မြင်မှုကိုရယူနိုင်ပါစေလို့ဆန္ဒပြုလိုက်ပါတယ်။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။